တောင်မော်လန်ကလေးဟာတောင်နယ်ရံတွေကိုကွေ့ကောက်ဖောက်ထားတဲ့လမ်းဖြစ်ပြီးတော့ကားဆီယာတိုင်းကိုကျင်လဲစွာဘယ်လဲလိုက်ညာလဲလိုက်နဲ့မောင်းနေတဲ့ကားဆီယာကိုကြည့်ပြီးကျွန်တော်အသေးရနေမိပါတယ်။ကျွမ်းကျင်ရလိမ်မာဆိုသလိုပါပဲ။သူကတော့ဒီလန်ဒီခီးကိုလွတ်ရနေသလိုပါပဲ။သူကားမောင်းနာကိုကြည့်ရတာဟာပင်မမှုလည်းမပေါ်ပါဘူး။အေးစစ်စစ်တသက်တသာပဲရှိလာပါတယ်။ကိုင်းရကိုအိတ်ထဲကထုတ်ယူသွားလိုက်။ဘေးနားကထိုင်လိုက်လာတဲ့ကျွန်တော်ကိုစကားတွေပြောလိုက်နဲ့ရှင်လန်းတက်ကြွနေပါတယ်။သူ့ရဲ့ကာသမာဘွားအတွေ့အကြုံတွေကိုနားထောင်ရတာကလည်းတကယ်ကိုစိတ်ဝင်စားစရာပါ။ ကားဆရာအသက်အပြည့်40ဝန်းကျင်လောက်လို့ခန့်မှန်းရပါတယ်။ဒါပေမဲ့လည်းသူကြည့်ရတာကတော့အသက်30ဝန်းကျင်လူငယ်ပေါ်မှာလင်းမြန်ဖြတ်လိုက်လာပါတယ်။ကိုဆရာကတော့ယုံလားမသိဘူး။ဟောလိုဝေးပြေးလမ်းမတွေပေါ်မှာနာနာဘာဝတွေရှိတယ်ဗျာ။ကားဆရာကကျွန်တော်ကိုစကားပြောတဲ့အခါကိုဆရာဟူသောနန်စာကိုတုံးတက်တာကိုသတိထားမိသွားပါတယ်။ကျွန်တော်ကအွန်လိုင်းမှာဝိညာဉ်ဖြစ်ရဆန်းတဲ့အကြောင်းရေးသားသူတယောက်ဆိုတာသူ့ကိုပြောပြမထားပေမဲ့လို့သူကတော့ထိုးသူတုံးတုံးခေါ်ဆိုနေပါတယ်။ဒီကဆရာသမားကိုကျွန်တော်တွေ့ကြုံတာလေးဖောက်တယ်ချအောင်မယ်ဗျာ။ခရီးသွားရင်လည်းအပြည့်မြင့်ဇလန်းလေးတစ်ပုဒ်ရတယ်မှတ်ပေါ့ဗျာ။ ကျွန်တော်အန်အောချင်းကြည့်ဆိုတာ ကားဆရာကိုလက်ကြည့်လိုက်မိပါတယ်ကားဆရာကတော့ပုံမှန်ပါပဲကိုင်းရကိုပဇောင်တစ်ဖက်မှာမြုပ်နေနေဆက်ပြောပါတယ်ဩမိတ်ဆက်ဖို့မိနေဆရာသမားကအွန်လိုင်းမှာပရစာပေတွေရေးတယ်ဆိုကလောက်နာမည်ကဘာလဲဗျာသူ့ကိုကျွန်တော်ပို့ပြီးတော့စိတ်ဝင်စားသွားခဲ့ပါတယ်သူကကျွန်တော်အကြောင်းကိုတစွန်းတစတိထားပေမဲ့ကျွန်တော်ကတော့သူကားမောင်းတာလွယ်ပြီးတော့ဘာမှမသိပါဘူးကျွန်တော်စာရေးတာခမောင်ဘသူကပြောထားတာလဲဗျာဩဒါလားကားလာငါတဲ့ဆရာတငယ်ချင်းစိုးကြီးကပြောပြသွားပါ ျွန်တော်ကကားဂိတ်မှာအားနေလို့ရှိရင်ပရလောကစာပေတွေဖတ်တာဝါသနာကြီးမှန်စိုးရက်တည်ရလေဗျာအဲ့ဒါကြောင့်မလို့ကားငါတို့ကစိုးရက်ကျွန်တော်ကိုခမည်းလမ်းမှာအပြင်းပြေပြီဗျာအခုခီးသွားမဲ့သူကအွန်လိုင်းမှာပရလောကကြောင့်နေစာရေးနေတဲ့သူပဲအဲ့လိုမျိုးပြောသွားခဲ့တာဗျာဩအဲ့ဒီလိုကျွန်တော်လွိုင်ကော်ဘက်ကိုခီးထွက်မယ်ဆိုတော့ဒီကားကိုကျွန်တော်တကယ်ချင်းစိုးရက်စိတ်ချလက်ချကားသမားအသိရှိတယ်သူငါးပေးမယ်ဆိုပြီးတော့ငါးပေးလိုက်ချင်းပါလူတိုင်းမမြင်ရတဲ့လောကတစ်ခုအနေနဲ့ကျွန်တော်စိတ်ဝင်စားမိလို့ပါ ပြီးတော့ကျွန်တော်ငငယ်ကအဖွားတို့အတော်တို့လက်ပေါ်မှာကြီးပြင်းလာရတာဆိုတော့သူတို့တွေပြောပြတဲ့ညအိယာဝင်ပရလောကပုံမြင်နေရလဲကျွန်တော်ငယ်ဘဝကိုလွမ်းမိုးထားသလိုဖြစ်နေတာဗျာစာရေးနိုင်တဲ့ရွယ်ရောက်တော့ online မှာရှိတဲ့ပရလောကဇက်လန်တွေဖက်လို့ရတဲ့ group တွေမှာစမ်းရေးကြည့်ရင်လည်းအထိုက်လျောက်လူသိများလာတဲ့သဘောပါဗျာစာရေးဆရာလိုအမိခံနိုင်သူတော့မဟုတ်ပါဘူးကားဆရာကိုတခုတောင်းပန်ထားအောင်ပဲဗျာဖြစ်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဆရာလိုမခေါ်ပါနဲ့လားဗျာကျွန်တော်နာမည်ကထပ်နိုင်ပါ အွန်လိုင်းမှာတော့ PP မန္တလေးဆိုတဲ့နာမည်နဲ့စာရေးပါတယ်။ကားဆရာကဖော်ယူတာမှန်ပေမဲ့လည်းပွင့်လင်းပါတယ်။ဩစိတ်မရှိပါနဲ့ဗျာ။အဲ့ဒီနာမည်တော့ကျွန်တော်မဖတ်မိဘူးဗျာ။ကျွန်တော်ကတာတီတို့မဖဲဝါတို့အဖတ်များတယ်။သူတို့စာတွေကလွတ်ကောင်းတာဟုတ်ဗျာ။ကျွန်တော်နာမည်လည်းမှတ်ထားနော်။ဂိမ်းမှာတော့အောင်ကြီးလို့ခေါ်များတယ်။နာမည်ရင်းကတော့အောင်ကျော်လင်းနဲ့ကိုဆရာကားငါးဖို့လိုရလို့ရှိရင်ဖုန်းဆက်လိုက်ပါ။ဈေးမများစေရအောင်။ခရီးသွားရတာကျွန်တော်ကားနဲ့ဆိုရင်စိတ်ကျဉ်နေစေရမယ်လို့အာမခံတယ်ဗျာအဲလိုပြောရင်လည်းကားတက်စပုတ်ပေါ်ကလိမ့်စာကလေးတခုကိုကျွန်တော်ယူပေးပါတယ် ကိုဆရာဆိုတဲ့စကားလုံးကတော့သူ့ရဲ့ကိုပိုင်အသုံးနှုန်းသာဖြစ်ပါလိမ့်မယ်ကျွန်တော်တားမြစ်ပင်မှာလဲသူကတော့၃မြက်တိုင်း၃နေဆဲပါပဲပြောချင်တယ်လို့သာပြောပါစေတော့ဆိုပြီးတော့သာကျွန်တော်လဲသူ့စိတ်ကြိုက်ပြောခွင့်ပြုလိုက်ပါတော့တယ်ထပ်မံပြီးတော့လဲမတားမြစ်ဖြစ်တော့ပါအောင်ငငါကမောင်းရတာဆိုတော့နေစုံပဲစုံသွားဖို့ရောက်ဖူးနေတာပေါ့ဆရာသမားရဲ့တခါတလေနေဘက်မောင်းရတာရှိတယ်လို့ခရီးတွေကတောင်းဆိုလာလို့ရှိရင်ညဘက်တွေလဲမောင်းပေးရတယ်ဗျာအခုကျွန်တော်ပြောပြမှာညဘက်ခရီးသွားရင်းနဲ့ကြုံခဲ့ရတဲ့ထူးခြားတဲ့အတွေ့အကြုံတစ်ခုအကြောင်းပါမမရရစောင်းနှွေးအေးလွန်းလို့တုံခိုက်နေရတဲ့ကြားတယ် တောင်မခီးတခုကိုကျွန်တော်အငားလိုက်ခဲ့ရတယ်ဗျာကားငားတာအသက်60ကျော်လင်မယားနဲ့အောင်သူတို့သာတောင်ကြီးမြို့အေးတာယာမြို့တဲထဲမှာကားပစ္စည်းရောင်းလာတယ်အသေးအသက်နေမကောင်းလို့အကြောင်းကြားလို့ညရင်းချင်းလိုက်ဖို့ခိုင်းတာဗျာအသွားတော့တော့ကျွန်တော်ပါဝင်၃ယောက်ပေါ့ဗျာတညာလုံးမောင်းလာလိုက်တာမနဲ့မိုးလင်းအေးတာယာကိုရောက်ရောဆိုပါတော့ဗျာရောက်တော့လဲအတော်နဲ့မပြန်ရပါဘူးဗျာစေးုံလိုက်ဖို့ရသူတို့ဆောင်ရနေဗာရိယာတွေကများပါဗျာကျွန်တော်ကပြင်ကျင်ပေးမယ်လို့ကားဆရာရဲ့ခဏနေပါအောင်ဆိုတော့ဇွတ်တင်းပြန်လို့ကလည်းမဖြစ်ပေဘူးမဟုတ်လားဆရာသမားရေလူမှုရေရရှိသေးရေလေအဲ့ဒါနဲ့ပဲနေတစ်ပိုင်းကုန်သွားတယ်ဗျာ ဆေးရုံပေါ်ရောက်တော့ဆေးတွေပါရဲ့အတွင်းနဲ့သူတို့လည်းလူနာအတွက်တော်တော်လေးစိတ်အေးသွားရပြီနေမှာအဲ့ဒီကြမှာပဲကျွန်တော်ပြန်ရအောင်မယ်ဆိုတော့သူတို့သတိရသွားပြီးတော့ကားကားတွေပါရဲ့ရှင်နေလေစားတွေပါရဲ့ဝယ်ကျွေးပေါ်ဗျာသူတို့သားအတွက်စိတ်ပူနေရတာနဲ့ကျွန်တော်ပြန်မှုနောက်ကျသွားရတယ်ဆိုပြီးတော့ကားကားပြေမုံမိုး2000တောင်ထပ်ပြီးတော့ပေးလိုက်ပါသေးတယ်ကျွန်တော်ဇိုတင်းညင်းမယ်မယ်သူတို့ကမယူရင်စိတ်ဆိုးမှာပဲမယူလို့ကတော့နောက်တစ်ခါကားမငားတော့ဘူးဆိုပြီးအတင်းအကျပ်ပတ်စံကိုလက်ထဲထည့်ပေးလိုက်ကြတာဗျာအဲ့ဒါနဲ့ပဲကျွန်တော်လည်းသူတို့ကိုနှုတ်ဆက်ပြီးတော့ကားကိုတယောက်ထဲပြန်ပြီးတော့မောင်းလာခဲ့ရတယ်အပြန်ခီးရကျွန်တော်တယောက်ထဲပေါ့ဗျာ ျွန်တော်အေးတာရအထွက်တော့နေ့လယ်2နာရီထိုးနေပြီဗျာတနာရီအေးလောက်မောင်းလာလိုက်တာအောင်မန်းကို3နာရီကျော်လောက်ကြာတော့ရောက်လာတယ်အောင်မန်းကိုရောက်မှပဲကားကဘာဖြစ်နေတာလဲမသိပါဘူးဗျာလီဗာနင်းလိုက်လို့ရှိရင်ဝုတ်ဝတ်သွားတယ်တုံဆိုင်တုံဆိုင်ဖြစ်လာတယ်လမ်းမှာထည့်ခဲ့တဲ့စီယာမတန့်တာများလားမသိပါဘူးဗျာအဲ့တော့အခုလိုမျိုးစီပန့်နေပါမပေါ်သေးဘူးဗျာလမ်းမေးစီဆိုင်နေရနေပဲဂရော့နဲ့ဂါလန်ခွက်နဲ့ချင့်ပြီးတော့ထည့်ရတာခကြီးကအများကြီးကြံသေးတယ်ဗျာ ဒီတိုင်းတော့ခီးဆက်လို့မဖြစ်သေးပါဘူးဆိုပြီးတော့အောင်မန်းမျိုးတွေကကာဝက်ရှော့တစ်ခုမှကျွန်တော်ဝင်ပြလိုက်တယ်ကျွန်တော်အဲဒီတော့မောင်းတဲ့ကားဓာတ်စီအင်ဂျင်နဲ့ရှေ့ဆွဲဘင်ကားလေးဗျာဝက်ရှော့ဆရာကာပရိုက်တာနဲ့ CG တွေပိတ်နေလို့ပါတယ်ကာပရိုက်တာဖြုတ်ဆေးလို့ရှိရင်ကောင်းမယ်ဆိုပြီးတော့ဖြုတ်ဆေးပေးတယ်အဲဒီဝက်ရှော့မှာပဲ2နာရီကျော်တော့အချိန်ကုန်သွားခဲ့တယ်ဗျာအမှန်ကာပရိုက်တာဆေးတာ9နာရီဝက်လောက်ပဲကြာတာပါသူတို့ကားကိုစနိုက်ခရေကကျွန်တော်ကဝက်ရှော့ကပလက်ကလာတိုင်းပေါ်မှာအိပ်ပျော်သွားတာဗျာ တခေါခေါနဲ့ဟောက်တောင်ဟောက်နေပါသေးတယ်။ကျွန်တော်နင်းနေချက်ချက်အိပ်ပျော်နေတော့သူတို့ကမနှိုးရက်လို့မနှိုးကြဘူးလေ။ကျွန်တော်လည်းတညလုံးအိပ်ပြက်ထားတာဆိုတော့အိပ်ကောင်းသွားတယ်ထင်ပါရဲ့ဆရာရဲ့။အိပ်ရနူတော့နေတောင်တော်စောင်းနေခဲ့ပြီဗျာ။ညနေ9နာရီခွဲလောက်ရှိရမယ်။ဝက်ရှော့လက်ခါကိုရှင်းပေးပြီးတော့ကျွန်တော်အတွေ့တစ်ခုပေါက်သွားခဲ့တယ်။အောင်မန်းရွာငန်ဟန်မြင့်မလန်းနေသွားလို့ရှင်ခရီးတော်တိုသွားမယ်ပေါ့ဗျာ။ရင်မပင်တာစီမိတိလာဘက်ကနေတွားတာထက်ဆိုင်ရွာငန်လန်းမန္တလေးပြန်မိုင်90ကျော်လောက်တက်တာတယ်ဗျဒါပေမဲ့အဲ့ဒီလမ်းကိုကျွန်တော်တခါမှမတွားဘူးကားမောင်းမဲ့တငယ်ချင်းတွေပြောပြထားလို့လမ်းရှိတာကိုသိရတာပါ အဲ့ဒါနဲ့ပဲ workshop ဆရာကိုရွာငန်လန်းချင်နေမေးလိုက်တော့လမ်းကြည့်ပြီးတော့အကွေ့အောက်ပို့များပဲမယ်လမ်းကောင်းပါတယ်တဲ့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ရွာငန်လန်းနေပဲဖြတ်ပြန်မှာပေါ့ဗျာအဲ့လိုနဲ့ပဲပြန်ချိန်နောက်ကျနေပြီဆိုပြီးတော့ကိုအောင်ကြီးကလမ်းတို့တဲ့ဘက်ကိုရွေးချယ်လိုက်မိပါတော့တယ်ဒါပေမဲ့သူရွေးချယ်ခဲ့တဲ့လမ်းကားသွားလာအလွန်ကျဲပါပြီးတော့ရွာစဉ်ပြက်လက်တယ်ဆိုတော့တငယ်ချင်းတွေပြောပြထားတာကိုမီလီယံနေခဲ့မိပါတယ်ကားဆရာကိုအောင်ကြီးပြောပြတဲ့နာနာဘာဝရို့ရွာသူမဟုတ်စက်တစီရို့ရွာဆိုတဲ့ဇက်လန်အောက်ပါတိုင်းပဲဖြစ်ပါတယ်ညအမောင်မဲမဲလာရောင်ကကျွတ်တို့ကျတဲ့ သွားနေရတဲ့လမ်းဂျိုင်ချင်းတွေကမှုတွေအတော်ထူပါတယ်ကားကိုနည်းနည်းလောက်စပီးတင်ပြီးမောင်းလိုက်တာနဲ့ကားကကဆုံပေါက်ပြီးတော့ထွက်တဲ့မြင်းပေါ်မှာခုံဆွတ်ဆွာသူဒီလမ်းကိုရွေးချယ်မိတာမှားပြီဆိုပြီးတော့နောင်နာရကြင်နေမိပါတယ်အဖော်မပါတဲ့အချိန်ကျမှပဲလမ်းကလည်းအသွားလာပြက်လွန်းလာပါတယ်သူကားကိုမှန်မှန်လေးနိုင်ဝဲလောက်မောင်းလာပေမဲ့လည်းမျက်နှာချင်းဆိုင်ကလာနေတဲ့ကားတစည်းတလေတောင်မတွေ့ရသေးပါဘူး လမ်းကျောကတော်တော်လေးကိုရှစ်လျားလွန်းတယ်လို့ထင်မိပါတယ်။ဘေဘီဝဲရမှာတခါတရံမီးရောင်ပြပြထွန်းလာတဲ့အိမ်နှန်းရှစ်လေးတွေကိုတွေ့ရတတ်ပါတယ်။ဒါပေမဲ့လည်းအိမ်နှန်းလူလူကတကားတွေပိတ်ထားကြသည်သာများတာကိုတွေ့ရပါတယ်။တိုင်းသားရွာငယ်လေးတွေဖြစ်ပါလိမ့်မယ်။ချမ်းရေးလာတဲ့ရာသီဥတုမှာစောစည်းစွာပဲအိယာဝင်ကြခြင်းဖြစ်လိမ့်မယ်လို့တွေးမိလိုက်ပါတယ်။ကားရှိမီးရကောင်းတရားတကြောင်မျက်နှာချင်းဆိုင်ရလာတဲ့ကားမရှိတရားတကြောင်ကြောင့်သူ့ဖို့တော့လမ်းကိုအလေကနေရဲတင်းစွာမောင်းနှင်လာနိုင်ခဲ့ပါတယ်။ရိတ်ခနဲရိတ်ခနဲဘေးဘက်မှာကြံရိတ်ခဲ့တဲ့စိုက်ခင်းတွေကိုကားမီးရောင်နဲ့ဝေဝေဝါဝါတော့မြင်နေရပါတယ်။ တခါတည်းယူကလစ်ပင်ကြီးများရဲ့ပင်စီဖွေးဖက်ဖက်ကြီးတွေမြင်ရတာတယောက်တည်းကားမောင်းနေသူအတွက်တော့ကြောချမ်းစရာပါရွာငန်လမ်းကျော်ကတကယ်ပင်ရှည်လျားလွန်းလာပါတယ်ရွာငန်မြို့ကိုပင်အတော်နဲ့မရောက်နိုင်ခဲ့ပါဘူးရေဆက်ဆက်အိုင်နေတဲ့မြေနှိမ့်တစ်ခုကိုသူသတိမထားမိပဲနဲ့အချိန်နဲ့ဖြတ်မောင်းလိုက်မိပါတယ် ရေဆက်ဆက်အိုင်နေတဲ့မြေနှင်းတစ်ခုကိုသူသတိမထားလိုက်မိပဲနဲ့အချိန်နဲ့ဖြတ်ပြီးတော့မောင်းလိုက်မိပါတယ်။အဲဒီအချိန်မှာပဲကားအောက်ပိုင်းကဒုံကနေရေအိုင်အောက်ကကြောက်ကမူကိုခက်ပြင်းပြင်းတိုက်မိသွားခဲ့ပါတယ်။ရေအိုင်လေးကိုကျော်လွန်ပြီးတော့မှသူကားကိုအချိန်ရှော့ချလိုက်ပါတယ်။တကြီးကြီးနဲ့ပွတ်တိုက်နေတဲ့အတန်ကရက်မသွားပဲနဲ့ကားကိုလမ်းမေးချရက်လိုက်ရပါတယ်။ကားဘော်ကမစင်ခင်ရောက်နေတဲ့ပတ်ဝန်းကျင်ကိုအရင်လေ့လာလိုက်ပါတယ်။အလေးချပောက်ပင်နေတဲ့ဒါဘေးဘီဝဲရမှာတိတ်တိတ်တီတီရှိနေပါတယ်။လူနေထိုင်ရာရက်တော့ဟုတ်မနေခဲ့ပါဘူး။ ကတ်တက်စ်ဘုတ်တွေကအရင်သိယူဆောင်လာတဲ့လက်နက်တပ်မီကိုထုတ်ယူလိုက်ပါတယ်။ကားဘော့ကဆင်းပြီးတော့မြေပေါ်ဒူးထောက်ခေါင်းကိုကားအုပ်ပိုင်းကိုငုံကြည့်လိုက်ပါတယ်။လက်နက်တပ်မီရဲ့အလင်းရောင်နဲ့ပဲကားအုပ်ပိုင်းကိုနေရာနဲ့ထိုးကြည့်မိပါတယ်။အင်ဂျင်ကိုကာဘာပြုတ်လုထားတဲ့ပလတ်စတစ်ရေကာပြားဟာမူလီတလုံးပြုတ်ထွက်ပြီးတော့ဘေးတဆောင်ကြီးတွဲရကျနေခြင်းမှာအောင်ကြီးကလည်းခေါင်းကိုကုတ်လိုက်ပြီးတဲ့နောက်မှာတော့ဟာတော်ပါသေးရဲ့ကွာစီကံများထိပြီးတော့ပောက်သွားရင်တော့ငါတို့ရွာလေပြီပဲအောင်ကြီးကလည်းကားနောက်ခံကနေဂျိုက်တွေကွာတွေထုတ်ယူလိုက်ပါတယ် အဲဒီနောက်မှာတော့ကားရက်ထားတဲ့နဗေကကြောက်တုံးကိုယူပြီးတော့ကားကိုမရွေ့အောင်ကြောက်တုံးနှစ်တုံးနဲ့ကားဘင်းကိုရှေ့နောက်ဂျန်တုံးခုတလို့ခုထားလိုက်ပါတယ်။ရှေ့တန်းအောင်မှာဂျိုင်းနဲ့ခုပြီးတော့ကားကိုမြောက်လိုက်ပါတယ်။သူဝင်လို့ရတဲ့အနေထားမြောက်သွားတဲ့အခါမှာတော့ကားအုပ်ကိုသူကဝင်ပြီးတော့ပြုတ်နေတဲ့ရေကာပြားကိုမူလီနဲ့တလုံးဖြုတ်ပြီးတော့ပြန်တက်ရပါတယ်။တထုထဲမှာကြံနေရတဲ့မူလီကအတော်နဲ့ဖြုတ်မရပါဘူး။တအားကျက်နေပါတယ်။အောင်ကြီးကအားဆိုင်ပြီးတော့လှည့်ရပါတယ်။အေးချမ်းလာတဲ့ရာသီဥတုမှာပဲအောင်ကြီးရဲ့နှဖူးမှာချွေးဆူလာခဲ့ပါတယ်။ အောင်ဤဟာမရမနေအားဆိုင်ကဖြုတ်လဲ့နေတာကြောင့်မူလီနဲ့တိုင်ဟာတဖြည်းဖြည်းနဲ့လဲလာပါတယ်ဖြုတ်လို့ရလွလွအနေထားကိုပဲရောက်လာခဲ့ပါတယ်အဲ့ဒီခိုက်တက်မှာပဲအောင်ကြီးရဲ့ကားနီကနေကျွဲလဲတဲ့တက်ကြီးနဲ့လူအချို့ရဲ့ခြေတန်လှူရှားတဲ့နေကြော်ဖြတ်သွားတဲ့နေကိုကြားလိုက်ရပါတယ်။အောင်ကြီးကကားအုပ်ထဲကနေပဲအပြင်ကိုလှမ်းကြည့်ပြီးတော့အကဲခတ်လိုက်ပါတယ်။ သူ့ရဲ့ကားနဘေးမှာမီးအောင်တချို့လဲလင်းလက်နေကကျွဲလဲနေတဲ့အတူလူ၁၄၅ယောက်တို့ရဲ့ခြေထောက်တွေဖြတ်သွားတာကိုလည်းမြင်တွေ့လျက်ရပါတယ်။သူမြင်ရတဲ့ခြေထောက်တွေကထူးဆန်းစွာပဲဖနှက်စည်းထားသူတွေတယောက်မှမပါပါဘူး။ရွှွန့်နှုံများပေပွားလိမ့်ကျက်နေတဲ့ခြေပလာများသာဖြစ်ပါတယ်။လဲရည်တွက်ကိုလည်းသူလိုက်ပြီးတော့ရည်တွက်နေတာမလို့စုစုပေါင်းဖြတ်သွားတာကလဲသုံးစီးဖြစ်ပါတယ်။အံဩစရာကောင်းတာလဲတဲ့ခြေတန်နဲ့လှုပ်ရှားတဲ့နေကိုသာကြားရပြီးတော့အရိယစုထံနဲ့အော်ကြဟစ်ကြနဲ့ညင်းခုန်တန်နေရဝေးလို့တီတို့စကားဆိုတဲ့မင်းတခွန်းတပါးမှမကြရပါဘူးတိတ်ဆိတ်စွာဖြတ်သန်းသွားလာနေကြတာပါ လဲမြဟာဝိတ်လေးချိန်ပါပုံရပါတယ်တဤဤနဲ့ဆွဲသွားနေတဲ့ကျွဲများရဲ့ခြေလမ်းများတုံနေနေပုံကိုကြည့်ပြီးတော့ခံမှန်းရလေနော်လဲတစည်းပုံမှာလူ၄၅ယောက်လောက်အနည်းဆုံးပါပါလိမ့်မယ်လဲလူကိုဆွဲသွားတဲ့ကျွဲနဲ့ကောင်ရဲ့ခြေထောက်တွေကိုလည်းမြင်လဲရပါတယ်ဤသို့ဆိုရင်နော်ခုနကလူအုပ်စုကလူ၃၀ခန့်ပါတဲ့လူအုပ်ဖြစ်ပါလိမ့်မယ်အောင်ကြီးဟာမူလီနှက်တိုင်ကိုကြက်ရင်နဲ့ဒစိမ့်စိမ့်တွေးကြည့်နေခြင်းဖြစ်ပါတယ်အေးရအေးချမ်းချမ်းနဲ့အဲ့ဒီလူအုပ်ကြီးကညာကြီးအချိန်မတော်ဘယ်ရက်ကိုများခྱི་သွားနေကြတာပါလဲဆိုပြီးတော့သူ့စိတ်ထဲမှာမတင်မကြနဲ့တန်ရက်ဝင်လာခဲ့ပါတယ် အနီးနားမှာစူတန်ကတန်ဆိုင်းတန်ပုံစံတွေလည်းမကြရပါဘူးပွဲတော်ပွဲလာတွေလည်းမဖြစ်နိုင်ပါဘူးအဲဒါကြောင့်မဲအောင်ကြီးဟာကျက်လက်ဆမူလီနဲ့တိုင်ကိုအမြန်ရစ်လိုက်ပြီးတော့ကားအုပ်ကနေအပြွန်ဒေယောတော်ဘာနဲ့ထွက်ကြည့်လိုက်ပါတယ်အောင်စရာကောင်းလာပါတယ်သူ့နီးကဖြတ်သွားကြတယ်လွန်ခဲ့တဲ့မိနစ်ပိုင်းကလဲတွေလူတွေကိုသူမမြင်တွေ့ရတော့ပါဘူးပျောက်ချင်းမလားပျောက်သွားခဲ့ကြပါပြီကျွဲလဲတွေနဲ့ခြေချင်းရှောက်နေသူများဤမြလောက်မြန်ဆန်စွာပျောက်ကွယ်မသွားနိုင်ပါဘူးသူခုနကမြင်တွေ့ခဲ့ရတာထင်အောင်ထင်မှအိမ်မက်ပေါ်မှာပဲထူးဆန်းစွာပျောက်ကွယ်သွားခဲ့ကြတာပါအောင်ကြီးဟာစိတ်ထဲမှာဘဝင်မကြကျင်တော့ပါဘူး ကားဥကကြိုင်ကိုလည်းဖြုတ်လိုက်ပါတယ်ကားဘေးမှာအစီးတားလှုပ်ထားတဲ့ကြောက်တုံးတွေကိုလည်းဖယ်ရှားလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့သူဟာကားဘော်ကိုတက်လိုက်ပြီးတော့ထိုနေရာကအမြန်ထွက်ခွာလာခဲ့ပါတယ်အောင်ကြီးကားကိုခက်မြမြန်လေးမောင်းရင်းနဲ့ခုနကတွေ့ခဲ့ရတဲ့လဲအုပ်စုကိုတတိထားပြီးတော့ရှာဖွေနေမိပါတယ်လမ်းမှာလမ်းခါပြက်လည်းမတွေ့ရပါဘူးလမ်းကွဲလည်းမရှိပါဘူးသူမောင်းလာတဲ့အမြန်နှုံးနဲ့ဆိုရင်တော့လဲအုပ်စုကိုမုတ်ချတွေ့ရမှသိကြပါတယ်ဒါပေမဲ့လည်းထူးဆန်းလာတဲ့လဲအုပ်စုကသူမောင်းလာတဲ့လမ်းတစ်လျှောက်မှာလုံးဝရှာမတွေ့တော့ပါဘူးအောင်ကြီးတယောက်ကြောချမ်းသွားခဲ့ပါတယ် နာနာဘဝဆိုဒီမှာလူတို့ကိုလဲစားတတ်တဲ့သဘောရှိတယ်လို့သူကြားဘူးဖတ်ဘူးမှတ်သားဘူးပါတယ်။သူကတစေ6ခန့်ရခြင်းလားဆိုတာလဲသူတွေးတယ်ရမသေးကြလားပါဘူး။တစေကဤကဲ့သို့အုပ်စုဖွဲ့တွာလာနေတတ်တယ်လို့လဲတခါမှမကြားခဲ့ဘူးပါဘူး။အဲဒီလိုနဲ့ပဲအောင်ကြီးဟာကားမန်တကာကိုအစုံနှိပိတ်ခါကြောက်ကြောက်နဲ့ပဲဆက်လက်မောင်းနေလာခဲ့ပါတယ်။တိတ်မကြမီချိန်မှာပဲသူကလန်ခုလက်တနေရာမှာအဝေးပြေးကားတဲ့ခိတ္တရက်နိုင်ရန်ဖွင့်ထားတဲ့စားတောက်ဆိုင်လေးတစ်ဆိုင်ကိုရောက်လာခဲ့ပါတယ်။ စားတောက်ဆိုင်ရဲ့ဘဲဘက်ဘေးမှာတော့တဲအိမ်တလုံးတတကန်ဂဝွန်ကြောက်တုံးကြီးရှိပါတယ်။စားတောက်ဆိုင်ရဲ့ညာဘက်ခက်လန်းလန်းမှာတော့တဲအိမ်လေးငါးလုံးခန့်ဝန်တဆက်တဲ့တန်းစီပြီးတော့ရှိနေတာကိုမြင်တွေ့ရပါတယ်။စားတောက်ဆိုင်ကကားရက်နိုင်ရဲ့မျက်နှာစာကျေပြန်ပြီးတော့ကားကိုရေထိုးနိုင်ရဲ့ရေပိုက်ငယ်လေးများပဲအသင့်ချထားပေးပါသေးတယ်။ချမ်းအေးလွန်းလာတဲ့ຢာတိကြောင့်ထင်ပါတယ်။ဆိုင်ရှိမှာရန်နာထားတဲ့တခြားသောကားတွေကိုမတွေ့ရသလိုဆိုင်တွင်းမှာလည်း60ဝက်မီလုံးလေးတစ်လုံးသာထွန်းထားပါတယ်။ထို့ကြောင့်ပဲဆိုင်တွင်းမိုင်းကအလင်းအောင်အားဖြော့နေပါတယ်။ မြို့ဝင်စားလို့သူထင်ရတဲ့အီအိမ်စုစုအတန်းလေးကိုစဝင်လာကြတဲ့ကသူသတိထားမိတာကလမ်းသုံးမျိုးကကောက်ခံတဲ့ဘင်းကွန်ဆောင်ရတဲ့ဂိတ်ကိုမတွေ့ရသေးခြင်းပါမြို့နဲ့အတန်းငယ်ဝေးသေးလို့လာတော့မပြောတတ်ပါဘူးသို့မဟုတ်သူပဲဘင်းကွန်ဂိတ်ကိုမမြင်မဲ့ကြော်လာခြင်းလားဒါမှမဟုတ်လည်းမရောက်သေးခြင်းလားမသိနိုင်ပါဘူးသို့မဟုတ်ညဘက်မလို့ဘင်းကွန်မကောက်ခံခြင်းပဲလားမပြောတတ်ပါဘူးရာသီဥတုကလည်းအလွန်အေးလာပါတယ်ကားတကားကိုလော့ချတော့ခတ်ပြီးတော့ဆိုင်တွင်းကိုသူ့ဝင်ခဲ့ပါတယ် လွဲကူရဇပွဲလေးတစ်လုံးမှဝင်ထိုင်လိုက်ပြီးတော့စိုက်နှဲကိုအကဲခတ်ကြည့်လိုက်မိပါတယ်။ကောင်တာဇပွဲနောက်မှာအရက်ပလင်းမျိုးစုံတင်ထားတဲ့ဆင်တစ်ခုရှိပြီးတော့ကောင်တာမှာလူတစ်ယောက်မှမရှိပါဘူး။ကောင်တာနဲ့ကလေးရဲ့မှာတော့စိုင်ရဲ့အနောက်တဲတဲကိုဝင်တဲ့လူဝင်ပေါက်ရှိပါတယ်။အဲ့ဒီအပေါက်မှာခန်းစည်းလိုက်ကစားချိန်ထားပါတယ်အတွင်းဘက်ကတော့မမြင်နိုင်ပါဘူးအဲ့ဒါကြောင့်မဲအောင်ကြီးကအတန်ပြုတ်လိုက်ပါတယ်ဆန်ရှင်တို့ ဆိုင်ရှင်တို့ဆိုင်ရှင်ကိုအော်ခေါ်ရင်းနဲ့ဇပွဲဘဝရေနွေးတပ်ဘူးကိုယူပြီးတော့အကျမ်းပကံလုံးနဲ့ငှဲ့နေလိုက်ပါတယ်။အငွေ့တထောင်ထောင်နဲ့တောင်မော်လက်ဖက်ချောင်းနဲ့တင်းနဲ့ရေနွေးကျန်းဟာသူ့ကိုအနှဲငယ်အချမ်းပြေစေတဲ့အောင်မှာရေနွေးကျန်းပူပူလေးကိုတောက်လို့ရအောင်သူကခေါင်းငုံပြီးတော့ဂရင်းလေးနဲ့မုတ်နေချင်းသူ့ရဲ့နဝေးကနေခက်လေးလေးအတန်တကူထွက်ပေါ်လာခဲ့ပါတယ်။ဘာသုံးဆောင်မလဲ။ရုတ်တရက်ဆိုတော့အောင်ကြီးထိတ်လန့်သွားခဲ့ပါတယ်။ဘယ်ချိန်ကသူ့နားကိုရောက်နေလဲတော့မသိပါဘူး။သူမော့ကြည့်လိုက်တော့အရက်ရှိရှိခါးနှဲငယ်ကိုင်းနေတဲ့လူတစ်ယောက်ဟာ သူ့ရဲ့နဘေကိုရောက်နေခြင်းဖြစ်ပါတယ်အဲ့လူကြီးအသူ့ကိုကြည့်နေရလဲမဟုတ်ပါဘူးကာလမ်းမော်ကိုတွေ့တွေ့ငင်းငယ်ကြီးကြည့်နေရင်လာရက်နေခြင်းဖြစ်ပါတယ်ဘာစားမှလဲစိတ်မရှိရနဲ့သူအားမကြည့်ပဲနဲ့ထပ်မံခုနလိုလေးတိလေးကန်နဲ့မေးလာပြန်ပါတယ်တေချာတီကတော့ထိုလူကြီးရဲ့မျက်လုံးတွေကကာလမ်းမော်ကိုသာကြည့်နေစေပဲဖြစ်ပါတယ်အဲ့ချိန်မှာပဲအောင်ကြီးကလည်းထမင်းကြော်ရလာဗျာရလို့ရှိရင်စက်သားနဲ့တပွဲပေးပါထိုလူကြီးကသူ့ကိုခေါင်းချင်းပြလိုက်ပြီးတော့ဆိုင်နောက်ထဲကိုဝင်သွားခဲ့ပါတယ်အောင်ကြီးကတပ်ပြင်းမြင်ချလိုက်မိပါတယ်ဘလို့ဆိုင်မှာလိုက်ပေါ်ဆက်ဆံကြီးကလည်း88နိုင်လာပါတယ် ညာဘက်မလို့အချင်းမူလူများဖြစ်နေလာလဲမသိနိုင်ပါဘူး။ရေနွေးချမ်းကိုမုတ်လိုက်တောက်လိုက်လုံနေတဲ့ထမင်းကြော်ကိုစောင့်နေစဉ်လမ်းမဘက်ကခြေချင်းလျှောက်လာတဲ့လူသုံးယောက်ဟာဆိုင်ထဲကိုဝင်လာခဲ့ကြပါတယ်။ရွာကန်တွေဖြစ်ပုံရပါတယ်။အလုံးလုံးနေရာကနေထလာကြတာလားတော့မသိပါဘူး။ထိုလူသုံးယောက်ဟာလည်းခန့်နှွမ်းနှွမ်းရှိနေပါတယ်။သို့တော်လည်းကိုယ်တည်းကျန်းနှန်းလာပါတယ်။အလုံးကျန်းသမားတွေဖြစ်ရန်လဲတူပါတယ်။သူနဲ့တဝိုင်းညုံကစပွဲမှာအဲ့ဒီလူသုံးယောက်ဝင်ထိုင်လိုက်ကြပါတယ်။အောင်ကြီးကစိတ်သက်သာရရသွားခဲ့ပါတယ်။ ဆိုင်ထဲမှာသူ့လိုမျိုးညဘက်လာရောက်စားသုံးသူအဖော်များရလေပြီဆိုပြီးတော့တွေးမိတာကြောင့်လည်းဖြစ်ပါတယ်။မရှိမနှောင်းမှာပဲခုနကအရက်မြင့်မြင့်ခါကိုင်းနေတဲ့ဆိုင်ရှင်လူကြီးဟာထိုစပွဲကိုရောက်လာခဲ့ပါတယ်။အန်ဩစရာကဆိုင်ရှင်ရဲ့လက်ထဲမှာပူပူနွေ့နွေ့ပြုတ်လာဟန်တူတဲ့ခောက်ဆွဲအရေပြော၃ဘွဲကိုလင်မန်းနဲ့ထည့်လာပြီးတော့ထိုလူ၃ယောက်ရှိမှချပေးခြင်းဖြစ်ပါတယ်။အောင်ဤခင်များအောင်တသက်ဖြစ်သွားခဲ့ပါတယ်။သူ့နောက်မှာရောက်လာတဲ့ဧည့်သည်တွေကစားစရာချက်ချင်းရသွားပြီးတော့သူကတော့စောင့်နေရပါတယ်။နောက်မှာရောက်လာတဲ့လူ၃ယောက်ဟာဘာစကားမှလည်းမပြောကြပါဘူး။ သူတို့ရှိမှရောက်လာတဲ့ခောက်ဆွဲတွေကိုသာတရှူးရှူးတရှက်ရှက်နဲ့ခေါင်းမဖော်စရန်အာရပါရစားသုံးနေကြပါတယ်ခောက်ဆွဲထဲမှာအရွက်စိမ့်တွေလည်းပါပါတယ်ထိုအရွက်ပြုတ်တွေကိုတော့ငရုတ်ချင်ရည်ထဲမှာနှစ်ပြီးတော့စားနေကြတာဟာအာရပါရတည်ရကြခြင်းစရာပါတခဏလောက်ကြာရင်တော့ဆိုင်ထဲကိုလူ9ယောက်ထပ်ပြီးတော့ဝင်လာကြပြန်ပါတယ်ထိုလူများကလည်းအရင်ရောက်နေနေတဲ့လူများကဲ့သို့ပင်ဂင်တိုတိုကိုလုံးကိုယ်တဲ့ခက်ကြမ်းကြမ်းရှိကြသူများပဲဖြစ်ပါတယ်ကျွဲနွားများကဲ့သို့မဲနေတဲ့ကိုယ်တွေရှိကြပါတယ်လွတ်နေတဲ့ဇပွဲဝိုင်းတွေမှာဝင်ထိုင်လိုက်ကြပြီးတော့အရင်ရောက်နေနေတဲ့သူများကဲ့သို့ပင်စကားတစ်ခွန်းမှလည်းမဆိုကြပါဘူး ထိုင်ကုန်တွေမှာလည်းသူတို့ကခါးကြီးကိုမမတ်ကြီးသာထိုင်နေကြပါတယ်။ရှင်းနီတူစွာပဲဆိုင်ရှင်ကလည်းခောက်ဆွဲပြုတ်ပူပူနွဲ့နွဲ့လေး၅ဘွဲကိုအဲ့ဒီဇပွဲဝိုင်းကိုလာချပေးပြန်ပါတယ်။အောင်ကြီးဟာကျင်းနဲ့အန်အောနေမိပါတယ်။ပထမလူ၃ယောက်တုန်းကလည်းစားစရာမမပါဘူး။အခုနောက်ရောက်လာတဲ့အဖွဲကလည်းစားစရာမမပါဘူး။တို့ပဲမလဲဆိုင်ရှင်ကခောက်ဆွဲပြုတ်တွေကိုအရင်နဲ့ပြုတ်ထားပြီးတော့ဇပွဲပေါ်ကိုချက်ချင်းလာချပေးတာထူးဆန်းနေခဲ့ပါတယ်။သို့တော့အောင်ကြီးဟာဤသို့ဖြည့်ပြီးတော့တွေးလိုက်ပါတယ်။ကြိုတင်မှားထားခြင်းသာဖြစ်ပါလိမ့်မယ်ဆိုပြီးတော့ပါ။ဆိုင်ရှင်လူကြီးကလည်းစားတော့စရာခောက်ဆွဲပြုတ်တွေကိုချပေးနေတယ်။ မင်းတို့တွေကလဲဆွဲရဆိုတော့ပို့ပြီးပြင်မှန်းတယ်စားကြစားကြမြမြစားကြလိုရင်လည်းပြောနော်ဆိုင်ရထိုးသူပြောပေမဲ့လည်းဇပွဲဝဲမှာထိုင်နေကြသူတွေကဘာစကားတစ်ခွန်းမှခွန်းထုတ်ပြန်ခြင်းမဆိုကြပါဘူးခောက်ဆွဲပြုတ်များကမင်းရင်ရှက်ရေးစားသုံးနေကြပါတယ်အောင်ကြီးဟာသူ့နီးရဖြတ်သွားတဲ့ဆိုင်ရှင်ကိုဥလေကျွန်တော်မာထားတဲ့ထမင်းကြောင့်မရသေးဘူးလားဗျကြာလိုက်တာဗျဆိုင်ရှင်လူကြီးကလည်းထုံးစံတိုင်းသူ့ကိုမကြည့်ပဲနဲ့ခဏဆောင်ကြော်နေပြီအဲ့လိုပြောဆိုပြီးတော့ဆိုင်နောက်ထဲကိုပြန်ဝင်သွားခဲ့ပြန်ပါတယ်ဆိုင်ထဲမှာသူ့ပါဝင်လူတွေများလာပေမဲ့လည်းစူးစူးညံ့ညံ့စကားပြောတဲ့လည်းရှိမနေပါဘူး ိုခေါက်ဆွဲကိုစားခေါမဖော်ရန်စားနေကြပါတယ်။အောင်းကြီးလည်းရင်နွေးချမ်းတွေပဲထိုင်တော့နေပြီးတော့အပေါ်ပါသွားကျင်လာခဲ့ပါတယ်။အဲဒါကြောင့်ပဲဝင်လိုက်ထွက်လိုက်စပွဲတို့လုပ်နေတဲ့ဆိုင်ရှင်ကိုအပေါ်ပါသွားကျင်တာကြောင့်အိမ်သာဘယ်ဘက်မှာရှိလဲဆိုပြီးမေးလိုက်ရပါတယ်။ဆိုင်ရှင်ကဆိုင်ရဲ့ညာဘက်ဘေးကအနောက်ကိုဝင်သွားရန်ပြောပါတယ်။အောင်းကြီးကလည်းဆိုင်ရဲ့အပြင်ဘက်ကိုထွက်ပြီးတော့ညာဘက်လမ်းကြားလေးထဲကနေအနောက်ဘက်ကိုဝင်လာခဲ့ပါတယ်။ဆိုင်နောက်ဘက်မှာကက်လျက်မြေလွတ်မှာအိမ်သာရှိပါတယ်။60ဝက်မီသီတလုံးရဲ့အလင်းဖြော့ဖြော့မှာစန်တဝါဝါရှောက်လာခဲ့ရခြင်းမှာအိမ်သာဟာရေလောင်းအိမ်သာဖြစ်ပါတယ်။ ထိုအင်သာရဲ့အနောက်ဘက်မှာတော့မြေလွတ်ထပ်မံရှိအောင်မယ်လို့ခန့်မှန်းရပါတယ်အနောက်ဘက်မြေလွတ်ထံကနေလူသူလှုပ်ရှားတံများချွတ်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 အတံများထွက်ပေါ်နေပါတယ်အောင်ကြီးဟာအပေါ်သွားနေစဉ်နားတွေကိုတရှူးရှူးတရှက်ရှက်နဲ့စားတောက်နေကြတဲ့အတံတွေကိုလည်းကြားလိုက်ရပါတယ်ထိုအတံတွေကသူဆိုင်ထဲမှာထိုင်နေစဉ်ကကြားရတဲ့ခောက်ဆွဲပြုတ်စားနေကြတဲ့အတံတွေနဲ့တထက်တည်းဖြစ်ပါတယ်ထိုတန်တွေကအိန္ဒာရဲ့အနောက်ဘက်ကထွက်ပေါ်နေခြင်းဖြစ်တာကြောင့်အိန္ဒာအုပ်ပေါက်ကြားကနေအနောက်ကိုအောင်ကြီးဆက်စုစွာချောင်းကြည့်လိုက်မိပါတယ်။ဟမ်အုပ်အပေါက်ထဲကနေမြင်လျက်တဲ့မြင်ကွင်းကတော့အောင်ကြီးကိုမင်သက်အံ့ဩသွားစေပါတယ်။ ကြည့်ပါဦးအိမ်သာနောက်ဘက်မြေကွက်လက်မှာလဲရင်သုံးလုံးထောက်ထောက်ထားတယ်ကျွဲတွေတော့မမြင်အောင်မြေတလင်းမှာ၃ရောက်တစ်ဘွက်၅ရောက်တစ်ဘွက်အလင်းတင်းတယ်လို့အစုလိုက်ဖွဲ့လိုက်တင်တဲ့ခေါက်ဆွဲပြုတ်တွေကိုအားရပါးရစားသုံးနေကြတာကလေးမီရီယာလည်းနှစ်နှစ်သုံးနှစ်ရွယ်ကလေးတွေကိုအစာခွန့်နေရနိုတိုက်မိခင်တွေကလည်းကလေးတွေကိုနိုတိုက်နေကြယောက်ျားကြီးအုပ်စုတွေကလည်းအဖွဲ့လိုက်သူတို့အဆင်ပြေတယ်လို့လူစုပြီးတော့ခေါက်ဆွဲပြုတ်တွေကိုမေရေရှဲ့စားသုံးနေကြတော့မြင်တွေ့လေရပါတယ်စားသောက်နေတဲ့အတန်တွေမှတပါလူအုပ်စုတဘာဝလျောက်ဖြစ်ပေါ်တတ်တဲ့ကလေးငိုတန်တွေတီးလို့စကားပြောတန်တွေညင်းခုံရံဖြစ်တန်တွေလုံးဝထွက်မနေခဲ့ပါဘူး ငြိမ်ဝှက်တိတ်ဆိတ်လွန်းလာပါတယ်။အောင်အင်းတယောက်လည်းသူမြင်ရတဲ့မြင်ကွင်းတွေကအမှန်တကယ်ဟုတ်ပါလေစားဆိုပြီးတော့တန်နေရပွားလာတာကြောင့်သူ့ရဲ့မျက်လုံးတွေကိုလက်နဲ့ပုတ်တက်ပြီးတော့ထပ်မံကြည့်မိပါတယ်။ယခုမြင်တွေ့နေရတာတွေကအမှန်တကယ်ပဲဖြစ်ပါတယ်။အောင်ကြီးရဲ့ဆက်ဆက်ဆုစုနဲ့စားတောက်နေတဲ့လဲဝိုင်းရလူများရဲ့ခြေထောက်များကိုအရောက်စီတိုင်းလိုက်လံကြည့်ရှုလိုက်မိပါတယ်။အားလုံးသောသူတွေကခြေပလာတက်တက်သာဖနှက်ချင်းနဲ့လုံးဝစီးရခြင်းမရှိသလိုနဘေးမှာချွတ်ပုံထားခြင်းလည်းမရှိပါဘူး။ဒါဒါငါကားပြင်းတော့ဖြတ်သွားခဲ့တဲ့လဲဟုတ်စုကြီးပါလား။ သူတို့ဒီလောက်မြင်မြန်ဆန်ဆန်ဒီစားတော့ဆန်ကိုဘယ်လိုများရောက်လာကြရပါလဲအောင်ကြီးဟာအုပ်ပေါက်ကနေထပ်မှန်ပြီးတော့ချောင်းကြီးပြန်มาတယ်အောင်ကြီးရှာနေတာလဲဟုတ်ဆွဲလာတဲ့ကျွဲတွေဖြစ်ပါတယ်ဒို့ပေမဲ့လည်းအိမ်သားရဲ့အနောက်ဘက်ကွင်းထဲမှာကျွဲတကောင်မှမတွေ့ရပါဘူးအောင်ကြီးဟာအိမ်ထဲမှာတွေ့ခဲ့ရတဲ့အသားမဲမဲကိုတဲ့ကြမ်းကြမ်းသူများကိုပြန်မြင်အောင်ပြီးတော့ဆက်ဆက်တွေးကြည့်မိတဲ့အခါမှာတော့ကြောထဲကနေစိတ်ငနဲ့အေးသွားပြီးတော့ခေါင်းပန်းကြီးသွားတဲ့အထိစက်သိမ်းမွှင်းညင်းနေထားသွားခဲ့ရပါတယ်အောင်ကြီးဟာအိမ်သားတွေကနေပြန်ထွက်လာလိုက်ပြီးတော့စိုင်ထဲမှာထိုင်နေကြတဲ့လူတွေရဲ့ခြေထောက်တွေကိုအမတ်တမဲလိုက်ကြည့်လိုက်ပါတယ်ဟမ် ထို့သာသူ့ရဲ့ပါဇက်ကလည်းမထိတ်နဲ့မသိမ့်နဲ့ထွက်သွားမိပါတယ်။ဘာကြောင့်လဲဆိုတော့ဆိုင်နေတဲ့လူတွေကလည်းတယောက်မှဖနှက်မပါကြပါဘူး။ဖနှက်လည်းစီးမထားကြပါဘူး။ထို့သူတွေရဲ့ခြေထောက်တွေကရှင်လင်းလင်းပေကျန်လျက်ရှိကြသည်မှာဖနှက်စည်းရန်မလိုတဲ့ကျွဲခွာနွားခွာတွေအလားပဲ။အောင်ကြီးကလည်းဒီစားတော့ဆိုင်ကိုလုံးဝမသိငါတော့ပါဘူး။သူစားတော့ဆိုင်နဲ့မဝင်မဲဆိုင်ပြင်မှာရောင်းလဲလဲလှုပ်ရင်းနဲ့ကားနီးကိုသွားလိုက်ပါတယ်။ကားတကားကိုဆွဲဖွင့်လိုက်ပေမဲ့လည်းတကားကလော့ချထားတာကြောင့်မပွင့်ပါဘူး။အိတ်ထောင်ထဲမှာကားတော့ကိုစမ်းကြည့်ရင်းနဲ့သတိရသွားခဲ့ပါတယ်။သူကားတော့ကိုစားတော့ဆိုင်နဲ့စပွဲပေါ်မှာတင်ထားမိခဲ့တာပါ။ အောင်ကြီးဟာကားတော့ကိုစားတော့ဆိုင်ထဲကိုမဖြစ်မနေဝင်ယူရပါလဲဦးမယ်။စားတော့ဆိုင်ထဲကိုဝင်ယူရင်ကြိလိုက်တဲ့အခါမှာတော့ဆိုင်ထဲကခောက်ဆွဲပြုတ်စားနေကြသူတွေအလုံးဟာခောက်ဆွဲပြုတ်ကိုစက်မစားဘဲနဲ့သူ့ကိုစိမ့်စိမ့်ဝိုင်းကြည့်နေကြပါတယ်။အကြည့်တွေကသူ့ကိုမလိုလားတဲ့ဟန်အပြစ်ပါနေတယ်လို့ခံစားနေမိပါတယ်။သူ့ပိုက်ထဲကကလီစာတွေပါတုံရင်နေအောင်ဤပဝင်းကျင်ကိုကြောက်လန့်လာခဲ့ပါတယ်။အောင်ကြီးဟာမဝင့်မယဲနဲ့ဆိုင်ထဲကိုလန့်လာခဲ့ရင်လည်း ဇပွဲဘွားကားတော့ယူလိုက်ပါတယ်သူလဲကားတော့ကိုင်လိုက်ရောအနီးနားဇပွဲဝိုင်းကခြေပလာနဲ့လူတွေကရုပ်ချင်းဆိုသလိုဝုန်းကနေမတက်ထားရက်လိုက်ကြတာကိုထိတ်လန့်စွာကြုံလိုက်ရပါတယ်အရင်ဖြစ်ဖြစ်ကြောင်းအောင်ကြီးကထိတ်လန့်သွားတဲ့ချိန်မှာတော့ဆိုင်နော့ဘက်ကဆိုင်ရှင်ကထွက်လာခဲ့ပါတယ်ဆိုင်ရှင်ရဲ့လက်ထံမှာအငွေတထောင်းထောင်းထားနေတဲ့ကြက်သားထမင်းကျော်ပကံကိုကိုင်လာခဲ့ပါတယ်ဆိုင်ရှင်ကမတက်ရက်နေကြတဲ့လူတွေကိုတစ်ချက်မျှဝေးဝိုက်ကြည့်လိုက်ပါတယ်သူ့ရဲ့အကြည့်ကဆူးရှလာပါတယ် ဆိုင်ရှင်ရဲ့အကြီးကြောင်လာတော့မသိပါဘူး။ဆိုင်နေရလူတွေကလည်းဘာစကားမှမဆိုဘဲနဲ့ဆိုင်ပြင်လမ်းမကိုထွက်ကအရှူရှူပြောက်ွယ်သွားကြပါရယ်။ဆိုင်ရှင်ကအောင်ကြီးဘက်ကိုလှည့်လာပြီးတော့မရေမပြုံးခက်တီတီမျက်နှာပိနဲ့ထမင်းကြော်ကနည်းနည်းကြာသွားတယ်။ကဲပူရုံးလေးတုံးဆောင်လိုက်ပါဦး။အောင်ကြီးကလည်းဆိုင်ရှင်ရဲ့စကားကိုကြားလိုက်ရတဲ့အခါသူ့ကိုတစုံတစ်ယောက်ကအမိန်ပေးလိုက်တယ်လို့မျိုးဖြစ်သွားခဲ့ပါရယ်။ထိုင်ကုန်မှာပြန်ထိုင်လိုက်မိပါရယ်။ရှေ့မှာရှိနေတဲ့ထမင်းကြော်ပကံကိုယူပြီးတော့စားရန်ဇွန်းကိုကင်လိုက်ပါရယ်။ အရိခိုင်မှာပဲကားလမ်းပေါ်ကကားတစီဝေါ်ကနေဖြတ်မောင်းဟွန်းတန်ရှိကြီးတီးသွားတဲ့အတန်ကြားလိုက်ရတာကြောင့်အောင်ကြီးဟာအိမ်မက်ကလန်လွတ်သူတယောက်ပေါ်မှာသတိပြန်ဝင်သွားခဲ့ပါတယ်။အောင်ကြီးဟာသူ့ရှိရဇပွဲပေါ်ကထမင်းကြော်ကိုကြည့်ပြီးတော့စားကျင်စိတ်မရှိတော့ဘဲနဲ့ဟိုကလေ"ဦးကျွန်တော်အခုဘိုက်သိမ့်မစားသေးလို့ဗျာဒီထမင်းကြော်ပါဆယ်လေးထုတ်ပေးပါလား။ဘလောက်ကြလဲမသိဘူး။" အောင်ဤဟာပစံထုံရင်နဲ့မေးလိုက်ပါတယ်။ဆိုင်ရှန်သူ့မကျင်တဲ့တလို့ခမမဲကြည့်ရင်လည်းစပွဲဘွားထမင်းကျော်ပကံကိုယူပြီးတော့အနောက်ထဲကိုပြန်ဝင်သွားခဲ့ပါတယ်။တောင်းခန့်ကြတဲ့အခါမှာတော့ထမင်းကျော်ကိုပါဆယ်ထုတ်လာပြီးတော့အောင်ကြီးထံအနေနဲ့ကြားသိငွေတောင်းယူပါတယ်။အောင်ဤကလည်းငွေရှင်းပြီးတော့ထမင်းကျော်ပါဆယ်တို့ကိုယူကကားကိုထိုးနေရကနေအမြန်မောင်းထွက်ခဲ့ပါတော့တယ်။ကြောက်စိတ်ကြောင့်သူ့ရဲ့အမူအရာတွေကဂရုံငင်ဖြစ်နေမှာတော့မလွဲပါဘူး။စိတ်ကိုတည်ငြိမ်အောင်ဆိုပြီးတော့အောင်ကြီးကကားမောင်းရင်းနဲ့ဖះစားတွေရွတ်ဖက်လာခဲ့ပါတယ်။မိနစ်20လောက်မောင်းလာတဲ့အခါမှာတော့ရွာငံမြို့ဝင်ဘိန်းကုန်ဂိတ်ကိုရောက်လာခဲ့ပါတယ်။ ဘိန်းကွန်ပြေစာဖြတ်ပြီးတော့မြို့ရဲကိုရောက်လာတော့မှပဲသူတက်ပြင်းချနိုင်မှာတော့တယ်မြို့ရဲမှာတော့လျှက်စစ်မီတွေထိနေလင်းနေတဲ့ကားရန်နာတဲ့စားတောက်ဆိုင်တွေကို၃၄ဆိုင်ဇက်တိုက်တွေ့ရပါတယ် အစွန်ဆုံးဆိုင်ဒီဇိုင်းမှာသူကားကိုဝင်ရက်လိုက်ပါတယ်အဲဒီဆိုင်ရှိမှာတော့ကော်ပီရုပ်တွေတင်ဆောင်လာတဲ့6ဘင်းကုန်တင်ကားငယ်တစ်စီးရပ်ထားတာကိုတွေ့ရပါတယ်သူကားဝင်လာကြတဲ့ကဆိုင်ထဲမှာထိုင်နေတဲ့ကားသမားနှစ်ဦးကသူနဲ့သူ့ကားကိုဒီဇိုင်းမမတ်ကြည့်နေပါတယ်6ဘင်းကားမောင်းသူနဲ့စပယ်ယာဖြစ်ပါလိမ့်မယ်အောင်ကြီးကဆိုင်ရှိရေတိုင်းကြီးတွေကရေကိုအနေငယ်ခတ်ယူပြီးတော့မျက်နှာတက်လိုက်ပါတယ်ရေခဲရေတည်းများအေးဆက်နေတဲ့ရေတွေကသူ့အသည့်စိတ်ကိုလန့်ဖြတ်နိုးထသွားစေခဲ့ပါတယ်သူဆိုင်ထဲကိုဝင်လိုက်တော့အရင်ရောက်နေတဲ့6ဘင်းကားဆရာကသူ့ကိုပြုံးပြပြီးတော့နှုတ်ဆက်ပါတယ် သူကလည်းအလိုက်တတိပြန်ပြီးတော့ပြုံးပြလိုက်ပါတယ်။စပွဲလွတ်တလုံးမှာသူနေရာယူပြီးတော့ထိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ coffee တစ်ခွက်မှာတောက်ပါတယ်။တစ်ဖက်မှာထိုင်နေကြတဲ့စပွဲဝိုင်းက6ဘင်းကားဆရာဟာသူ့ရှိရာစီကိုထလာခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့ခုံလွတ်တလုံးကိုယူထိုင်ရင်းနဲ့မိတ်ဆက်စကားဆိုလာပါတယ်။6ဘင်းကားကားဆရာကမိတ်ဆက်ပြီးတော့သူပြောချင်တာတွေကိုတက်တက်ပဲပြောပါတော့တယ်။ခမရကားကိုဂဝန်ကြောက်တုံးကြီးနားမှာရက်ထားတာတွေ့ခဲ့တယ်ဗျ။ကျုပ်တော်ဟွန်းရှိတီးခဲ့သေးတယ်။အဲဒီမှာမလုပ်နေရတော့မြ။အောင်ကြီးကခုနကကြားလိုက်ရတဲ့ဟွန်းတဲ့ရှိတီးသူကအဲဒီ6ဘင်းကားဆရာမှန်တိသွားပြီးတော့ ။ဩအဲ့ထမင်းဆိုင်မှာကျွန်တော်ခဏဝင်လာတာဗျာ။ထမင်းကြော်မှာတာအကြာကြီးပဲဆောင်ရလို့စိတ်တော်မရှိပါဘူးဗျာ။ခြောက်ဝင်းကားဆရာသူ့ကိုအံ့ဩစွာကြည်ရင်နဲ့ဟာဗျာအဲ့ဒါအရင်တော့ကဂဝန်သိញ្ញန်းဟောင်းဗျာ။ဘယ်ကမှထမင်းဆိုင်လာမဖွင့်ပါဘူးဗျာ။အဲ့ဒီနေရာမှာဘာဆိုင်မှလည်းမရှိဘူးဗျာ။ခမရတော့တဲရဲ၆ခန်းထိပြီထင်တယ်။ဗျာဟုတ်လို့လားဗျာ။ကျွန်တော်ဆိုင်ရှင်ကထမင်းကြော်တော်ပါဆယ်ထုတ်ပေးလိုက်သေးရဲ့ဗျာ။ခြောက်ဝင်းကားဆရာအောင်ကြီးကိုမယုံသလိုကြည်ရင်နဲ့ခမရတကယ်ပြောနေရလားဗျာ။ကျုပ်ကခမရတဲရဲ၆ခန်းမှာဆိုလို့ဟွန်းတဲ့အကျည်တီးသွားတာဗျာ။ ကဲဗမာရုံးခမရဲ့ထမင်းကျော်ပါဆယ်တော့ကကျုပ်ကိုပြကြည့်စမ်းမောင်းဗျာအောင်ဤဟာ6ဘိန်း9ဆရာနဲ့စပယ်ယာကိုခေါ်ပြီးတော့သူ့ရဲ့ကားထဲကထမင်းကျော်ပါဆယ်တော့ကိုယူပြလိုက်ပါတယ်6ဘိန်း9ဆရာနဲ့စပယ်ယာတို့ဟာသူယူလာတဲ့ထမင်းကျော်ပါဆယ်တော့ကိုဖြွင့်ကြည့်ရင်းနဲ့ရေမောလိုက်ကြပါတယ်ကျွတ်ကျွတ်အတွင်ကဖော့ဘူးပါဖော့ဘူးကလည်းအဟောင်းခက်ညစ်ညစ်ပါအဲ့ဒီဖော့ဘူးအဟောင်းထဲမှာတော့ထမင်းကျော်စာသူ့ရဲ့6တွေအမိုက်စတွေကိုသာတွေ့ရပါတယ်အောင်ဤခမရမှာတော့ရက်နေတဲ့ဒူးမြပဲမခိုင်တော့ပါဘူးတုံရင်စွာခွေညွတ်သွားခဲ့ပါတယ် 6ဘိန်းကားဆရာကသူ့ကိုတွဲမှပြီးတော့စိုင်ထဲကိုခေါ်လာရပါတယ်။အဲဒီနောက်မှာတော့6ဘိန်းကားဆရာကလည်းအောင်ကြီးအကြောက်ပြေစင်ရလုံကသူ့တောက်နေတဲ့ဝီစကီကိုအချွေရောပြီးတော့တိုက်ရတယ်လို့ဆိုပါတယ်။အောင်ကြီးခင်ဗျာမှာလည်းတော်တော်နဲ့အကြောက်မပြေတာကြောင့်6ဘိန်းကားဆရာကမနဲ့မိုးလင်းတဲ့ထိစောင့်ပေးပြီးတော့သူ့ကားနဲ့အတူပဲမန္တလေးကိုအတူတူတွဲဆင်းရပါလေတော့တယ်။အဲဒီဖြစ်ပျက်တွေဖြစ်ပျက်ပြီးနောက်ပိုင်းမှာတော့ကိုအောင်ကြီးကလည်းအဖို့မပါလို့ရှိရင်ဘယ်ညရဲ့ခကြီးမှာကားဟော်တာမလိုက်ရဲတော့ပါဘူးလို့သိရပါတယ်။ ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြရလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်